33ချိန်မြောက်တာမန်တနင်္ဂနွေနေ့ရှင်လူကာအေယုန်ဂလိကျမ်းအခန်းကြီး21အခန်းငယ်9မှ19အချို့သောသူများကဗိမ္မာန်တော်သည်လှပသောကြောက်တုံးများနှင့်၎င်းဖျားသခင်ကိုဆက်ကပူဇော်ထားသည့်လူပွေဖြစ်စီများနှင့်၎င်းတစားစင်နာကြောင့်ပြောဆိုကြ၏ကိုရောကယခုတင်တို့မြင်တွေ့ကြရသောဤရာအလုံးတို့သည် ြောက်တုံးတုံးပေါ်တုံးတင်၍မကြံရစ်သည့်တိုင်အောင်အားလုံးပြိုပြက်သည့်နေ့ရက်များရောက်လာလေမည်ဟုမိန့်တော်မူ၏ထိုအခါသူတို့ကဆရာသခင်ဤရာများသည်မိသည့်အချိန်ကာလတွင် ဖြစ်ပျက်မည်နီထိုသို့မဖြစ်ပျက်မီမိသည့်နမိတ်လက္ခဏာများပေါ်ထွန်းမည်နီဟု မေးလျှောက်ကြလေ၏ကိုရောကလည်းတင်တို့သည်လှည့်ပြားခြင်းမခံရစေရန်တတိပြုကြလော့အကြောင်းမူကား များစွာသောလူတို့သည်ငါ၏နာမ၌လာကြ၍ငါသည်ခရစ်တော်ဖြစ်၏အချိန်ကာလသည်ဤလာလေပြီဟု ဆိုကြလေမည်ထိုသူတို့၏နောက်သို့မလိုက်ကြလေနှင့်သင်တို့သည်စစ်ပွဲများနှင့်ပုံကန်ထကြွခြင်းအကြောင်းများကိုကြားရသောအခါထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနှင့်အကြောင်းမူကားဤအမှုအရာများသည်ပထမဦးစွာဖြစ်ပျက်ရမည်တို့ရာတွင် နောက်ဆုံးသောကာလသည်ချက်ချင်းရောက်လာလေမည်မဟုတ်ဟု မိန်တော်မူ၏ထို့နောက်သူတို့အားမိန်တော်မူသည်ကားလူမျိုးတစ်မျိုးနှင့်တစ်မျိုး တနိုင်ငံနှင့်တနိုင်ငံစစ်ဖြစ်ကြလိမ့်မည်နေရာရရတို့၌မြေငလျင်ပြင်းစွာလှုပ်ခြင်းငတ်မို့ခေါမခြင်းနှင့်ကာယောဂါများကြာရောက်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်ကောင်းဝင်၌လည်းကြောက်မဲ့ဖွယ်ရာနမိတ်များနှင့် ကြီးကျယ်သောအမှတ်လက္ခဏာများဖြစ်ပေါ်လာလိမ့်မည်သို့သောဤအချင်းရာများအားလုံးမဖြစ်ပြက်မီလူတို့သည် ငါ၏နာမကြောင့်သင်တို့ကိုဖန်စီညှင်းဆဲကြလိမ့်မည်။သူတို့သည်သင်တို့ကိုတရားစရာများနှင့်အကျဉ်းထောင်များတွင်အနှံကြ၍သင်တို့သည်ဘရင်များနှင့်မြို့ဝန်များ၏ရှေ့မောက်သို့ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်။ဤဒီကားသင်တို့တက်သေးခံရန်အချိန်ခါကောင်းဖြစ်လိမ့်မည်။ထို့ကြောင့်သင်တို့မိခဲ့သို့ဖြေကြရမည်ကိုကြိုတင်၍တွေးဆမထားရန်စိတ်ပိုင်းဖြတ်ကြလော့။ အကြောင်းမူကားတင်တို့ရန်သူများသည်တင်တို့ကိုညင်းခုန်ဆန့်ကျင်ခြင်းမပြုနိုင်ရန်နှုတ်အစွမ်းနှင့်ဉာဏ်ပညာကိုတင်တို့အားငါပေးမည်တင်တို့ကိုတင်တို့၏မိဘညီအကိုများဆွေမျိုးနှင့်မိတ်ဆွေများကပင် အနှံကြလိမ့်မည်တင်တို့တွင်အချို့ကို သူတို့တတ်ကြလိမ့်မည်တင်တို့သည်ငါ၏နာမကြောင့်လူပေါင်းတို့၏မုန်တီးခြင်းကိုခံကြရလိမ့်မည်သို့သောတင်တို့၏ဥကောင်းမှစံကြီးတစ်ပြင်းမှ ျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်တကြည်ခိုင်မာခြင်းဖြင့်သင်တို့သည်သင်တို့၏အသက်ကိုပိုင်ဆိုင်ကြလိမ့်မည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် The body of Christ ခရစ်တော်ရဲ့ခန္ဓာကိုယ်တော်ဒီနေ့ကျမ်းပိုက်တွေကိုအသင်းတော်ရဲ့ဘွဲ့နာမတွေတဲကတစ်ခုဖြစ်တဲ့ခရစ်တော်ရဲ့ခန္ဓာကိုယ်တော်ဆိုတဲ့ အချက်ပေါ်မူဒီပိကမှာထောက်ရှုစဉ်းစားလိုပါတယ်။အစင်တော်ရဲ့ဘွဲ့နာမတွေတဲကမှာနည်းနည်းလုံးနဲ့လူအများကြိုက်နေတတ်တဲ့အထူးသဖြင့်စိန်ပေါ်တို့ဒီအချက်ပေါ်မူဒီပိကမှာရှင်းလင်းပြသခဲ့တဲ့ဘွဲ့နာမလည်းပဲဖြစ်ပါတယ်။ဒီဘက်ဟာဝိပုက္ခွက်ခြင်းရဲ့နောက်ဆုံးဘက်ကိုရောက်လာပြီးဖြစ်ပါတယ်။ဒါကြောင့်နောက်ဆုံးပန်းနိုင်ဟာအသင်းတော်တည်ထောင်ခြင်းလို့ကျွန်တော်တို့မှတ်ချက်ပြုရမှာလည်းပဲဖြစ်နေပါတယ်။နောက်ဆုံးအချိန်ဒီအကြောင်းကြားတယ်အန်ဒီရီအကြောင်းကြားတယ် နှိမ့်ဆက်ညှဉ်းပန်းခြင်းတွေအကြောင်းကြားတယ်ဒါတွေကိုကြားပြီးတော့ကြောက်ရွံ့နေမှာထက် သူပြုမှုဆောင်ရွက်လိုက်တဲ့အထူးသဖြင့် သူစတင်တည်ထောင်လိုက်တဲ့အသင်းတော်တည်ရှိလာပြီဆိုတဲ့အချက်ကိုပို့ပြီးကမှကျွန်တော်တို့စင်သားထောက်ရှုသင့်တယ်လို့မှတ်ချက်ပြုရမှာလည်းပဲဖြစ်ပါတယ်စိန်လုရဲ့ဧဝံဂေလိကျမ်းမှာအစတည်းကလူမျိုးတော်တည်ထောင်မယ်တိုင်းနိုင်ငံအသီးသီးမှာအမျိုးစုံသော လူများပါဝင်တဲ့ဖျားသခင်ရဲ့လူမျိုးတော် ီထောင်မယ်ဆိုတဲ့အချက်ဟာအစပြုဥဒိယအဖြစ်နဲ့ဖော်ပြထားတာတွေ့သလိုဒီနေ့အင်္ဂလိပ်ကျန်ဆုံးကနေမှလည်းပဲအဆုံးသက်ပန်းနိုင်ဖြစ်ဖော်ပြပေးထားပြီးတမန်တော်ဝတ္ထုမှလည်းပဲဒီအသိတော်ရဲ့အကြောင်းကိုအကျယ်တဝန့်နဲ့နဲ့ဆိုင်ဆိုင်တင်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဂျေရုဇလင်သွားရလမ်းတစ်လျှောက်မှာပရိုဖက်နဲ့တင်စားထားတဲ့သခင်စုကိုဝိုင်းရံလာပြီးလူမျိုးတော်အသစ်တစ်ခုစတင်တည်ထောင်လာပြီးဆိုတာကို ကွက်ကွက်ကွင်းကွင်းမကြာခဏပေါ်ပြထားတာဟာလည်းပဲစိန်လူခေထူကြချက်တစ်ခုဖြစ်ပါတယ်။ကြာခဏတွေ့ရတဲ့ဖာရီရှဲတွေ၊ဂျန်ဒက်ဆရာတွေဒီလူတွေနဲ့သခင်စုကြားထဲမှာဖြစ်တဲ့ပြိပက္ခတွေဟာလည်းပဲအသိတော်ကိုဆက်လက်ပြီးဥဆောင်မှုပြုမဲ့ခေါင်းဆောင်မှုဘိုင်းကိုစတင်ပုံသွင်းပြုစု ပြို့ထောင်နေခြင်းဖြစ်ပါတယ်။သူကိုယ်တိုင်စံနမူနာပေါ်မူတည်ပြီးကမှဒီပုံကူများကိုလည်းပဲသူစီခေါ်ယူတာ တင်ပြိုးထောင်လေ့ကျင့်လာပြီပဲလည်းဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကပုံပေါ်လာပြီ။ဒီအဖွဲ့အစည်းကစတင်တည်ရှိလာပြီ။သို့တော့စတင်ပြီးတည်ရှိရှိခြင်းမှာပဲသူဟာဒီအဖွဲ့အစည်းခံစားရမယ့်ဒုက္ခဝေဒနာများအခက်အခဲပြဿနာများနှိမ့်ဆက်ညှဉ်းပန်းခြင်းများအကြောင်းကိုစတင်ပြောကြားလာပြီလည်းပဲဖြစ်ပါတယ်။ဂျေရုဇလင်ကျောင်းတော်ကြီးပျက်စီးမဲ့အကြောင်းကိုလည်းပဲကြိုတင်ပြီးပြောလာပြီဖြစ်ပါတယ်တကယ်လည်းပဲပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ တကယ်တော့ဒီเจ้าတော်ကိုဖြတ်စည်းသူဟာသခင်ယေရှုမဟုတ်ပါဘူးဒီเจ้าတော်ကို ပြတ်စည်းသွားအောင်တော်မှာထာဝရတည်မဲ့သူ့ခန္ဓာကိုယ်၌အသစ်ပေါ်ပေါက်လာမဲ့ဖျားသခင်ကိုတိုက်ရိုက်ဆက်သွင်းနိုင်မဲ့အဆက်အသွယ်တစ်ခုကိုစတင်တည်ထောင်လိုက်ခြင်းအဖြစ်အသင်းတော်စတင်တည်ထောင်ပြီဆိုတာကိုကြေညာလိုက်ပြီပဲဖြစ်ပါတယ်ဒီလိုပြောလိုက်လို့မြေကြီးပေါ်မှာရှိတဲ့ရုပ်ဝတ္ထုပစ္စည်းလောကအရာတွေနဲ့တိဆောက်ထားတဲ့ဗိမာန်တွေဝိပုက္ခောကိုရာဖျားချောင်းဆောင်တွေ မလိုဘူးလို့ပြောတာမဟုတ်ပါဘူးဒီဟာတွေကလည်းပဲလိုအပ်ပါတယ်ဒီလောကမှာခီးပြုနေတဲ့အသင်းတော်ဒီလောကပထဝီဝင်အနေထားတစ်ခုခုပေါ်မှာမူတည်ပြီးအသက်ရှင်ရပ်တည်နေတဲ့လူစုအတွက်ဘုံဘဟု နေရာမျိုးကလည်းပဲလိုအပ်ပါတယ်တာထက်ပေါ်ပြီးသတိထားမယ့်အရာတစ်ချက်ကတော့သူအားဖြင့်ခမီးတော်စီကိုတိုက်ရိုက်အဆက်အသွယ်ရရှိပြီ။ဘာဖြစ်လဲလဲဆိုရင်ဒီအဖွဲ့အစည်းမှာသူဟာဥကောင်းဖြစ်ပါလာပြီလည်းပဲဖြစ်ပါတယ်။ သူမှာချားနေတာကတော့ဒီအဖွဲ့အစည်းသူတို့ဖာသာကြီးပဲခရီးပြုဖို့မဟုတ်ပဲသူကိုယ်တိုင်လည်းလိုက်ပါ ဆောင်ရွက်နေမယ်ဆိုတဲ့အကြောင်းကိုကတိပေးနေခြင်းဖြစ်ပါတယ်ခန်းကြီးစနစ်ခန်းငယ်စနစ်မှာတည်းကအခက်ခဲခြင်းအကျက်တဲခြင်းမှာဝိညာဉ်တော်မြတ်ကသူတို့နေရာမှာဝင်ပြီးစကားပြောလိမ့်မယ်ဆိုတဲ့အချက်ကိုတခါဖော်ပြပါသေးတယ်ဒီနဲ့အလားတူတူအဖြစ်အပျက်ကိုလည်းပဲဂရိကိုလည်းပဲဒီနေ့တွေ့ရပါတယ် ခန်းကြီး27ခန်းငယ်55ဒီနေ့ကြားတဲ့ကျမ်းပိုင်မှာတခင်ယေရှုကိုယ်တိုင်သူ့ရဲ့နောက်လိုက်တပည့်တွေနေရာမှာဝင်ပြီးတော့ပြောရမယ့်အရာများကိုပြောကြားပေးမယ်လို့ဆိုပါတယ်တခင်ယေရှုနဲ့သူ့ရဲ့ဝိညာဉ်တော်ဟာလည်းပဲတလဲစီလှုပ်ရှားနေတာကို တွေ့ရပါတယ်တကယ်တော့ဒီအဖွဲ့အစည်းမှာသူကိုယ်တိုင်လည်းဥကောင်းဖြစ်ပါတယ်ဝိညာဉ်တော်ဟာလည်းပဲဒီအဖွဲ့အစည်းရဲ့နှလုံးသားဖြစ်ပါတယ်ဝိညာဉ်ဖြစ်ပါနေတယ်ဆိုတာကိုညွှန်ပြနေခြင်းပဲဖြစ်ပါတယ် ဒီချက်ကိုပဲတမန်တော်ဝိထုမှာစိန်လူခာနေပြီးတော့ထပ်ပြီးကမှအသေးစိတ်ဖော်ပြလာအောင်မှာပဲဖြစ်ပါတဲ့ခန်းကြီး3ခန်းငယ်7ကနေ73ခန်းကြီး4ခန်းငယ်9ကနေ30ဒီချက်တွေကိုထပ်ပြီးကျွန်တော်တို့တွေ့ကြကြအောင်မှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်အသိတော်ပေါ်ပေါက်လာပြီဒီအသိတော်မှာသူဟာဥကောင်းဖြစ်ရှိတယ်သူ့ရဲ့ဝိညာဉ်တော်ဟာဒီအသိတော်ရဲ့နှလုံးသားဝိညာဉ်ဖြစ်တည်ရှိနေပြီဒီအဖွဲ့စည်းအားဖြင့် ခမီးတော်ထံကိုတိုက်ရိုက်အဆက်အသွယ်ပြုနိုင်ပြီးဒီအဆက်အသွယ်ကဘယ်တော့မှမပြတ်စီတော့ဘူးဆိုတဲ့အချက်ကိုကြေညာနေခြင်းပဲဖြစ်ပါတယ်။တကယ်တော့ Body of Christ ခရစ်တော်ရဲ့ခန္ဓာကိုယ်တော်ဆိုတဲ့အချက်ဟာစိန်ပေါ်ရဲ့ဓမ္မပညာမှာလည်းပဲကျွန်တော်တို့မကြခန္ဓာတွေ့ကြကြအောင်မှလည်းပဲဖြစ်ပါတယ်။သူ့လူမျိုးနေတဲ့သူ့ဂျားထဲမှာရှိတဲ့အနောင်ဖွဲ့ဟာခန္ဓာကိုယ်နဲ့ဥကောင်းကဲ့သို့ဖြတ်မရအောင် ရှိနေတဲ့အနေအထားမျိုးကိုဖော်ပြနေခြင်းဖြစ်ပါတယ်။အမလို့နောက်ဆုံးချိန်မှာဖြစ်ပြမဲ့အရာများတွေးပြီးကြောက်မဲ့အစားဒီအချိန်များလည်းမှာအထူးသဖြင့်သူပါရှိနေတယ်။ဝိညာဉ်တော်လည်းပါရှိနေတယ်ဆိုတာကိုယုံကြည်သူများခေဆက်ဆက်ယုံကြည်ကြပါရစေ။နှိမ့်ဆက်ညီမညီများထောင်သွင်းအကျဉ်းချခြင်းများမိသားစုအတွင်းမှာသစ္စာဖောက်ခြင်းများဟာစင်စက်မပြတ်ရှိနေမဲ့အရာများဖြစ်ပါတယ်။အသင်းတော်ရဲ့တမန်ကျောင်းမှာ ဒီလိုဒုက္ခအခက်ခဲတွေဟာရံဖန်ရံခါမာတာဖြစ်တဲ့အခက်ခဲမျိုးမဟုတ်ပါဘူး occasional episode တခါတရံမေ့လောက်ရှိတဲ့အခါကျမှထပြီးဖြစ်တဲ့အချက်ပုံစံမျိုးလည်းမဟုတ်ပါဘူးသူ့ရဲ့ဖြစ်တည်မှုနဲ့ကပ်ပါလာတဲ့တကယ်အသိတော်ရဲ့ပဂရိအဖြစ်အခြေအနေပဲဖြစ်ပါတယ် existential reality သူရှိပြီဆိုတာနဲ့ဒီຢာတွေကလာမှာပဲဖြစ်ပါတယ်နောက်ဆုံးချင်း ခံမှန်းမယ်နောက်ဆုံးချိန်မှာဖြစ်လာတဲ့အရာများကိုတွေးကြောင်းမယ်ဒီအရာတွေကိုကြောက်လန့်ပြီးဘာမှမလုပ်ကနိုင်မကင်နိုင်ဖြစ်နေမယ်အစားဒုတိယကျမ်းမှာစိန်ဘောပြောသလိုလှုပ်ရှားရှိတာကိုကျွန်တော်တို့စူးစမ်းပန်းစားလုပ်ကြမှာလည်းပဲဖြစ်ပါတယ်အရောက်စီတိုင်းဟာစားဖို့တောက်ဖို့လိုအပ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အရောက်စီတိုင်းမှာအလုပ်လုပ်ဖို့တောင်းရှိကြပါတယ်ဒါဟာခေဆက်ဆက်ခံယူလာတဲ့ယုံကြည်လာတဲ့အသိတော်ရဲ့ခံယူချက်ယုံကြည်ချက်ပဲဖြစ်ပါတယ်အသိတော်တွေမှာနေပြီး ်ဤလောကထဲမှာခေးပြူနေရင်အသိတော်အတွက်ဤလောကအတွက်တဏ္ဍန်တလောက်ကြိုးစားအားထုတ်ကြရမှာကအသိတော်ကြီးတခုလုံးရဲ့တာဝန်ဖြစ်သလိုအထက်မှာပါဝင်တဲ့လူတယောက်စီရဲ့တာဝန်လည်းပဲဖြစ်ပါတော့တယ်အချုပ်ပြန်ပြောရမယ်ဆိုရင်ဘယ်လိုပဲအခက်အခဲရှိဘယ်လိုပဲညှဉ်းပန်းနှိပ်စက်ခြင်းဘယ်လိုပဲပြဿနာတွေတွေ့တွေ့ဒီအဖွဲ့အစည်းမှာသူကိုယ်တိုင်ပါတယ်ဖះပါတယ်သူ့ရဲ့ဝိညာဉ်တော်ပါတယ်ခမိတော်ကိုယ်တိုင်လည်းပဲဒီအဖွဲ့အစည်းအားဖြင့် ျွန်တော်တို့ဓာတ်ရိုက်အဆက်အသွယ်ပြုနိုင်တယ်ဆိုတာကို သိက အာယူကြပြီးတည်အသိန်းတော်နဲ့မှနေထိုင်ရတာကိုတန်ဖိုးရှိလာတဲ့ဘုရားတတအဖြစ် ချုပ်မြင်သုံးသက်ခါဆက်လက်ပြီးစူးစမ်းအထောက်ကြပါစို့